တိုင်းပြည်ရဲ့စွမ်းအင်မူဝါဒကိုပြင်ဆင်ပြောင်းလဲပြီးကြောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကိုအသားပေးအသုံးပြုသွားမှာဖြစ်ကရာသီဥတုဖောက်ပြန်မှုထိန်းချုပ်ရေးကိုဦးစားပေးတော့မှာမဟုတ်ကြောင်းအမေရိကန်စွမ်းအင်ဝန်ကြီးကတနင်္လာနေ့မှာကြေပြုပြောကြားလိုက်ပါတယ်သမ္မတဒေါ်နယ်ထရမ်အာနာပြန်ရလာပြီးကြတဲ့ကအကြီးဆုံးပြုလုပ်ခဲ့တဲ့စွမ်းအင်လုပ်ငန်းဆိုင်ရာခေါင်းဆောင်တွေစုဝေးတဲ့ပွဲမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ် ရေနံစီမံကိန်းတွေကိုနှောင့်နှေးကြမ်းကြာစေတဲ့ကျိုးနေစနစ်ကိုထရမ့်အစိုးရကဖျက်တောက်တော့မှဖျက်ချောင်းတဲ့ဓာတ်ငွေတင်ပို့မှုတွေကိုလည်းတိုးမြင့်ပြုလုပ်သွားမှဖျက်ချောင်းဒါဟာအရင်သမရဂျိုးဘိုင်တန်ရဲ့မူဝါဒတွေကနေတိတိတသားပြောင်းလဲသွားတဲ့နမူနာတွေဖျက်ချောင်း conference အဖွဲ့နေမှာစွမ်းအင်ဝန်ကြီး Chris Bright ကထရမ့်အစိုးရမူဝါဒအပြောင်းလဲတွေကိုကိုးကားပြောကြားသွားခဲ့တာဖြစ်ပါတယ် ျွန်တော်နိုင်ငံသားတွေအပေါ်အဆုံးမသတ်နိုင်တဲ့ဆွလွတ်အနစ်နာခံမှုတွေကိုဖြစ်ပေါ်စေခဲ့တဲ့ဘိုင်ဒန်အစိုးရရဲ့ရုတ်တရက်မတန်တဲ့ဘာသာရေးတပိုင်းမူဝါဒတွေကိုထရမ့်အစိုးရကအဆုံးသတ်တော့မှာဖြစ်ပါတယ်လို့ Cambridge Swine သုတေသနသင်္ဃဟအဖွဲ့ CER ကနှစ်ပတ်လည် conference ရဲ့လူတွေပြည့်ကျက်နေတဲ့ခန်းမတွေမှာ right ကပြောကြားသွားခဲ့တာပါ။ ဝါရှင်တန်အင်ပီရိုကိုလွန်ခဲ့တဲ့ခုနှစ်ပတ်ကပြန်ရောက်လာကြတဲ့ကထရမ့်နဲ့သူ့အဖွဲ့ဝင်တွေဟာရှင်ရင်ဆွဲစီးပွားရေးစနစ်တွေကိုအခြေခံကစပြောင်းလဲတဲ့လုပ်ငန်းတွေကိုခေါင်းတွေချာချာလေးမူးနောက်ကုန်တဲ့အထိလိုက်မမှီတဲ့အခြေလမ်းတွေနဲ့ပြုလုပ်နေခဲ့ပါတယ်။မဟာမိတ်တွေအပေါ်ကုံသွဲရေးစစ်ပွဲဆင်နှွှဲတာတမရနဲ့သူ့မဟာမိတ်တွေမကြိုက်တဲ့အစိုးရအေဂျင်စီတွေကိုဗလာတသက်ဖြစ်အောင်လုပ်တာတွေကိုလုပ်နေကြတာပါရှင်။လောကောမီဒီယာကိုဆက်လက်ရည်ထိုင်ဖို့ပြည်သက်တွေရဲ့ ဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုပြုနေကြတယ်အသိပေးထိတ်ခေါ်လိုက်ပါစေ